ခုတင်ဆက်ပေးမယ့်သတင်းကတော့ CPI Company ရဲ့ခြေပွင့်ငတားပေးစက်ယုံမတအားတွေကိုကချင်ပြည်နယ်ကိုနှစ်မကုန်မီစတင်ရောင်းချဖို့ရှိရဲဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ CPI Company ရဲ့ခြေပွင့်ငလျှက်စစ်တားပေးစက်ယုံကနေတအားတွေကိုကချင်ပြည်နယ်ကိုအခုနှစ်မကုန်မီစတင်ရောင်းချမှာဖြစ်ပြီးတက်ဆင်ထားတဲ့73လုံးနဲ့ပထမတလုံးကိုအောက်တိုဘာလမကုန်မီစတင်လည်ပတ်မှာဖြစ်တယ်လို့သတင်းရရှိပါတယ်။ခြေပွင့်ငလျှက်စစ်တားပေးစက်ယုံမှာ33တသမ3မဂါဝက်73လုံးတက်ဆင်ထားပြီးလျှက်စစ်တား69တသမ6မဂါဝက်ထုတ်လုပ်နိုင်မှာဖြစ်ပါတယ်။ ပြည်ပလက်စစ်မန်နေဂျာဦးတန်နေကလက်ရှိမှာဓာအားလိုက်နဲ့ဓာအခွက်ဆက်ယုံတွေဆောက်လုပ်မှုပြီးနေပြီးမြကြီးနာနဲ့ဝိုင်းမော်ကိုဖြန့်မှုသေးကြတယ်လို့ပြောပြပါရယ်ဖြန့်မှုမှုကိုဘူခါကုမ္ပဏီကပဲဖြန့်မှုမှာဖြစ်ပြီးဈေးနှုန်းကတော့မတက်မတ်ရသေးဘူးလို့ဆက်လက်ပြောကြပါရယ်ချီပွေငယ်ကထွက်ရှိလာမဲ့ဓာအားလိုက်မှာမိုးကောင်းရှိမဟာဓာအားလိုက်နဲ့ဆုံမှာဖြစ်ပြီးပြည်တော်စုစစ်ဘလို့သဘောတူညီချက်တွေလုပ်တယ်လို့ဆိုတာတော့မသိဘူးလို့ဦးတန်တင်ကထပ်မံပြောပြပါရယ် CPI ကမ္ပဏီဟာရေအားလျှပ်စစ်တပ်အားကိုမြေဆုံစီမံကိန်းမှာတုံးဖို့16ခုနဲ့ပထမဆုံးတည်ဆောက်ခဲ့တဲ့ဆဲဖြစ်ပါတယ်။အဲ့ဒီတရားပေးဆက်ယုံဟာတက်မတော်နဲ့ KIA တို့တိုက်ပွဲတွေပြင်းထန်နေချိန်2012ခုနှစ်ကဆက်ယုံအတွင်းပိုင်းအစိပ်ပိုင်းချုံနဲ့တရားလိုက်တွေဖြည့်ဆည်းခြင်းခံခဲ့ရပါတယ်။ချီပွေငယ်ကလျှက်စစ်တပ်အားကိုဖျံပြူနိုင်ဖို့ချီပွေဝါရှောင်းမြေဆုံတရားလိုက်ကနေခွဲထွက်ပြီးချီပွေဝါရှောင်းဝိုင်းမော်ကို132 kV တရားလိုက်ဆက်သွယ်ထားပြီးဝိုင်းမော်မြို့မှာ132မြင်းဆောင်66 kV တရားခွဲတည်ဆောက်ထားပါတယ်။ မြကြီးသားမြို့မှာတော့66မြင်းဆောင်71 kb တရားခွဲဆက်ယုံကိုတိစောက်ထားပြီးဖြစ်ပါတယ်။ဘူကာကုမ္ပဏီဖြန့်ဖြူးရေးမန်နေဂျာဦးလာအောင်ကကုမ္ပဏီကနေဖြန့်ဖြူးမဲ့အစီအစဉ်ကိုမသိရသေးသလိုအစီအစဉ်လည်းမရှိသေးပဲအပြစ်မှာပြောနေမှုတွေရှိပါတယ်။ဒါပေမဲ့တိကျတဲ့ညွှန်ကြားချက်မရှိသေးပဲလူကြီးပိုင်းတွေချင်းချင်းညှိနှိုင်းအောင်မယ်ထင်တယ်လို့ပြောခဲ့ပါတယ်။လက်ရှိမှာမြကြီးသားနဲ့ဝိုင်းမော်မျိုးတွေကို KIA ဘိုင်းမလိရရလက်စစ်ဆက်ယုံကနေဖြန့်ဖြူးနေတာဖြစ်ပြီးနှမျိုးပေါင်း15မဂါဝဲလိုအပ်ပါတယ်။ ဒါပေမဲ့အဲ့ဒီစက်ရုံကနေ30မဂါဝတ်သာရရှိတာကြောင့်လိုအပ်တဲ့9မဂါဝတ်ကိုအလှည့်ကျစနစ်နဲ့ထောက်ပံ့နေရတယ်လို့သိရပါတယ်။ဒါအပြင်ကချင်ပြည်နယ်ရှိပူတာအိုခိုင်နဲ့တနိုင်းဆွမ်ဘရာဘွန်အင်ဂျန်ရန်စားတဲ့မြို့နယ်တွေမှာတော့ပြည့်စစ်တရားမရရှိသေးဘူးလို့သိရပါတယ်ရှင်။